will remember this day. Our work here will ensure a peace mankind has never seen. ဒီနေ့ကျွန်တော်တို့ဟာပြည်သက်ကြီးကိုတမန်ရဲ့အမောင်းမိုင်းဆုံးအခန်းကဏ္ဍတစ်ခုကိုပြောပြသွားပါမယ်။ဒါဟာလူသားမျိုးနွယ်ရဲ့အကြီးမားဆုံးတီထွင်ဖန်တီးမှုတစ်ခုဖြစ်တဲ့နျူကလ িয়ার ဘုံအကြောင်းနဲ့အဲ့ဒီဘုံကကမ္ဘာကြီးကိုဘယ်လိုအဆုံးသတ်သွားစေနိုင်တယ်လဲဆိုတဲ့ကြောက်မက်ဖွယ်လာလာအကြောင်းကိုအသေးစိတ်ပြောပြသွားမှာပါ။ဒီဇလန်ဟာရိုးရိုးတမန်ကြောင့်တသက်မဟုတ်ပါဘူး။ ားစိတ်လှုပ်ရှားစရာစဉ်းစားစရာတွေပြည့်နှံ့နေတဲ့အကြောင်းအရာတစ်ခု ဖြစ်ပြီးကျွန်တော်တို့အားလုံးကိုစိုးရိမ်ထိတ်လန့်မှုမတေချာမရေရာမှုတွေနဲ့အတူရှင်သန်နေထိုင်စေတဲ့ခကြီးရဲ့အစာကိုပြသပေးမှာပါ။ J. Robert Oppenheimer ဟာနယူးယောက်မြို့မှာ1904ခုနှစ်ဧပြီလ22ရက်နေ့မှာဝေဖွားခဲ့ပါတယ်။သူရဲ့မိဘတွေဟာဂျူးလူမျိုးဂျာမန်ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ပြီးချမ်းသာကြွယ်ဝတဲ့မိသားစုလည်းဖြစ်ပါတယ်။နယ်စဉ်ကလေးကအိုပင်ဟိုင်းမားဟာထူးခြားတဲ့ညာရီထက်မြတ်မှုနဲ့စူးစမ်းလို့စိတ်ပြင်းပြမှုတွေကိုပြသခဲ့ပါတယ်။ အသက်၁၀နှစ်အရွယ်မှာဂရိနဲ့လက်တင်စာပေတွေကိုလေ့လာသိယူခဲ့ပြီးမကြာခင်မှာပဲသိပ္ပံပညာရပ်ကိုစိတ်ဝင်စားလာခဲ့ပါတယ်။ Oppenheimer ဟာဟာဘတ်တက္ကသိုလ်မှာဓာတုဗေဒဘာသာရပ်ကိုစတင်သိယူခဲ့ပြီးမြေမကြာခင်မှာပဲယူပဗေဒပညာရပ်ကိုပြောင်းလဲလေ့လာခဲ့ပါတယ်။သူဟာယူပဗေဒပညာရပ်မှာထူးချွန်ထက်မြက်ပြီးဆရာဆရာမတွေရဲ့ချစ်မြတ်နိုးမှုကိုခံယူရရှိခဲ့ပါတယ်။ဟာဘတ်မှာ၃နှစ်သာပညာသင်ကြားခဲ့ပြီးတဲ့နောက်1925ခုနှစ်မှာဘွဲ့ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့နောက် Oppenheimer ဟာ Cambridge တက္ကသိုလ်မှာဆက်လက်ပညာသင်ကြားဖို့အင်္ဂလန်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ Cambridge မှာသူဟာနာမည်ကျော်ယူဘဗေဒပညာရှင် Arnold Rutherford ရဲ့လက်အောက်မှာလေ့လာခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ Oppenheimer ဟာတခွဲခန့်မှာလက်တွေ့ဆန်းသပ်မှုတွေကိုလုပ်ဆောင်ရတာထက် theory ပိုင်းဆိုင်ရာယူဘဗေဒကိုပိုပြီးစိတ်ဝင်စားခဲ့ပါတယ်။ 1926ခုနှစ်မှာအိုပင်ဟိုင်းမာဟာဂျာမနီနိုင်ငံကိုတင်ကျင်တက္ကသိုလ်ကိုပြောင်းရွှေ့ခဲ့ပြီးမတ်စ်ဘွန်ရဲ့လက်အောက်မှာဒေါက်တာဘွဲအတွက်သုတေသနပြုလုပ်ခဲ့ပါတယ်။ကိုတင်ကျင်ဟာထိုချိန်ကကမ္ဘာ့ဗဟိုချက်ဖြစ်သတ်မှတ်ခံထားရတဲ့ကွမ်တမ်ယူဘပေတာပညာရဲ့အကြီးအကဲနေရာတစ်ခုဖြစ်ပါတယ်။အိုပင်ဟိုင်းမာဟာဝါနာဟိုက်ဆင်ဘတ်ပေါ်တီရန်နဲ့ဖိုဂန်ပေါင်လီလိုမျိုးနာမည်ကျော်ယူဘပေတာပညာရှင်တွေနဲ့အတူလက်တွဲလုပ်ကိုင်ခဲ့ပါတယ်။1929ခုနှစ်အသက်23အရွယ်မှာဒေါက်တာဘွဲ့ကိုရရှိခဲ့ပါတယ်။ ဥရောပမှာပညာသင်ကြားနေစဉ်အတွင်း Oppenheimer ဟာဒသနိကဗေဒစာပေနဲ့အမှုပညာကိုလည်းစိတ်ဝင်စားလေ့လာခဲ့ပါတယ်။သူဟာစန္ဒယာတိတက်ပြီးဘာသာစကားမျိုးစုံကိုတကြွမှာတယ်။အထူးသဖြင့် Tintagrite စာပေကိုနှစ်သက်ပြီး Hindu ကျမ်းစာတွေကိုလေ့လာဖတ်ရှုခဲ့ပါတယ်။ Oppenheimer ရဲ့ပတ်စုံထူးချွန်မှုနဲ့ကျယ်ပြန့်တဲ့ဗဟုသုတတွေဟာသူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုထူးခြားစေခဲ့ပါတယ်။ 1929ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကိုပြန်လာပြီးဘာကလေးကယ်လီဖိုးနီးယားတက္ကသိုလ်မှာလက်ထောက်ပါမောက္ခအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။မကြာခင်မှာပဲကယ်လီဖိုးနီးယား Institute of Technology မှာလည်းယူဘပေတာသီအိုရီဘာသာရပ်ကိုသင်ကြားပို့ချပေးခဲ့ပါတယ်။ Oppenheimer ဟာထူးချွန်တဲ့ဆရာတဦးဖြစ်ပြီးကျောင်းသားတွေကိုလှုံ့ဆော်နိုင်စွမ်းရှိပါတယ်။သူ့ရဲ့ကျောင်းသားတွေတဲ့နောက်ခါမှာနာမည်ကျော်သိပ္ပံပညာရှင်တွေဖြစ်လာကြတဲ့သူတွေအများအပြားပါဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားခင်ဒီအိုပင်ဟိုင်မာဟာသီအိုရီဆိုင်ရာယူဘဗေဒပညာရပ်ကိုပဲအဓိကအာရုံစိုက်လွှတ်ဆောင်ခဲ့ပါတယ်။နျူထရွန်ကျယ်နဲ့ဘလက်ဟိုးတို့အကြောင်းကိုလေ့လာသုတေသနပြုလုပ်ခဲ့ပြီးကွမ်တမ်ယူဘဗေဒပညာရပ်ကိုလည်းအများပြတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးစတင်ချိန်မှာအိုပင်ဟိုင်မာရဲ့ဘဝဟာလုံးဝပြောင်းလဲသွားပါတော့တယ်။ ဒုတိယကမ္ဘာစစ်ကြီးစတင်ချိန်မှာသိပ္ပံပညာရှင်တွေဟာဂျာမနီနိုင်ငံကနျူကလ িয়ার လက်နက်ကိုတည်ထွင်ဖို့စ조사နေတယ်ဆိုတဲ့သတင်းတွေကိုစိုးရိမ်တကြီးကြားသိခဲ့ရပါတယ်။အဲ့ဒီအချိန်မှာနာဇီဂျာမနီဟာကမ္ဘာအင်အားကြီးနိုင်ငံတွေထဲမှာတိုင်းငံပါဝင်ဖြစ်ပြီးတကယ်လို့နာဇီတွေသာနျူကလ িয়ার ဘုံကိုဥအောင်တည်ထွင်နိုင်ခဲ့မယ်ဆိုရင်ကမ္ဘာကြီးကဘယ်လိုအခြေအနေမျိုးရောက်သွားမလဲဆိုတာကိုတွေ့ကြည့်ရုံနဲ့ကြောက်မက်ပွဲကောင်းလာပါတယ်။ အဲ့ဒီဆိုရင်မှုတွေကြောင့်အမေရိကန်အစိုးရဟာနျူကလ িয়ার ဘုံးကိုအရင်အဆုံးတီထွင်နိုင်ဖို့အတွက်မန်ဟတ်တန်စီမံကိန်းလို့ခေါ်တဲ့လေဝစီမံကိန်းကြီးကို1942ခုနှစ်မှာစတင်ခဲ့ပါတယ်။စီမံကိန်းရဲ့ဦးတည်ချက်ကတော့နာဇီဂျာမနီကိုအနိုင်ယူဖို့အတွက်အချိန်မီနျူကလ িয়ার လက်နက်ကိုတီထွင်ဖို့ပါပဲ။ဗိုလ်ချုပ်ကြီးလက်စလေဂရော့စ်ကစီမံကိန်းရဲ့စပတ်ဆိုင်ရာအပိုင်းကိုတာဝန်ယူခဲ့ပြီးအိုပင်ဟိုင်မာကိုသိပ္ပံပညာဆိုင်ရာအပိုင်းရဲ့ညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ။ Oppenheimer ဟာ Los Alamos လို့ခေါ်တဲ့ New Mexico ပြည်နယ်ကတိကျနေရာတစ်ခုမှာလေဝတ်တက်ခဲကံကိုတည်ဆောက်ဖို့ရွေးချယ်ခဲ့ပါတယ်။ Los Alamos ဟာလူသူရောက်ပေါက်နေပါတဲ့တောင်ကုန်းဒေသတစ်ခုဖြစ်ပြီးလေဝတ်ချက်ကိုထိန်းသိမ်းဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလို့ဆိုနိုင်ပါတယ်။တခွဲကန်းကိုအချိန်တိုအတွင်းမှာအပိသက်တိစောက်ခဲ့ပြီး1943ခုနှစ်မှာစတင်လည်ပတ်နိုင်ခဲ့ပါတယ်။မန်ဟတန်စီမံကိန်းမှာနမဲကျော်သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေစစ်ပတ်နဲ့ရပ်ပတ်ဝန်ထမ်းတွေထောင်ပေါင်းများစွာပါဝင်ပါတယ်။အဲ့ဒီထဲမှာ Oppenheimer ရဲ့ယူဘဗီဒါပညာရေးဆိုင်ရာမိတ်ဆွေတွေဖြစ်တဲ့ Edward Teller, Enrico Fermi, Leo Szilard နဲ့ Richard Feynman တို့လိုမျိုးထိပ်တန်းပညာရှင်တွေလည်းပါဝင်ပါတယ်။သူတို့အားလုံးဟာ Oppenheimer ရဲ့ဥဆောင်မှုအောက်မှာနျူကလ িয়ার ဘုံးကိုတည်ထွင်ဖို့အတွက်အပြိုင်ဆိုင်စ조사ခဲ့ကြပါတယ်။မဟာဒါစီမံကိန်းဟာသိပ္ပံနဲ့ဤပညာဆိုင်ရာစိန်ခေါ်မှုတွေအများပြားနဲ့ရပ်ဆိုင်ခဲ့ရပါတယ်။ နျူကလ িয়ার ဘုံးကိုတည်ထွင်ဖို့အတွက်လိုအပ်တဲ့ယူရေနီယံ235နဲ့ပလူတိုနီယံ239တို့လိုမျိုးတက်စနစ်ကိုထုတ်လုပ်ဖို့အလွန်ခက်ခဲပါတယ်။ဒါ့အပြင်နျူကလ িয়ার ပောက်ခွဲမှုဖြစ်စဉ်ကိုထိန်းချုပ်နိုင်ဖို့နဲ့လက်တွေ့အသုံးချနိုင်တဲ့ဘုံးဖြစ်ပြောင်းလဲဖို့အတွက်လည်းအင်တန်ခက်ခဲပါတယ်။အိုပင်ဟိုင်မာဟာသိပ္ပံပညာရှင်တွေကိုစူးစိနိုင်စွမ်းစီမံခန့်ခွဲနိုင်စွမ်းနဲ့ဉာဏ်ပညာထက်မြက်မှုတို့ကြောင့်စီမံကိန်းကိုအောင်မြင်စွာဆောင်နိုင်ခဲ့ပါတယ်။သူကတခွဲကန်းတစ်ခုလုံးကိုစနစ်တကျစီမံခန့်ခွဲနိုင်အောင်တာမကဘဲ တပည့်များရှင်တွေကြားထဲမှာလည်းစီလုံးညီညွတ်မှုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ Oppenheimer ရဲ့စွမ်းဆောင်ရည်တွေကြောင့် Manhattan စီမံကိန်းဟာတက်မှတ်ထားတဲ့အချိန်တွေမှာအောင်မြင်မှုရရှိခဲ့ပြီးပထမဆုံးနျူကလ িয়ার ပုံးကိုတည်ထွင်နိုင်ခဲ့ပါတယ်။1945ခုနှစ်ဇူလိုင်လ16ရက်နေ့မှာ Manhattan စီမံကိန်းရဲ့အထွတ်ထိပ်ဖြစ်တဲ့ Trinity တည်ဆောက်မှုကို New Mexico ပြည်နယ်ရဲ့အလားမိုကော်ဒိုလွင်ပြင်မှာပြုလုပ်ခဲ့ပါတယ်။ဒါဟာလူသားသမိုင်းမှာပထမဆုံးအချိန်ဖြစ်နျူကလ িয়ার ပုံးကိုဖောက်ကွဲဆန်းသတ်တာပဲဖြစ်ပါတယ်။ စံတမှုမစတင်ခင်မှာသိပ္ပံမညာရှင်တွေဟာစိုးရင်စိတ်တွေနဲ့ရှင်ကုန်စိတ်လှရှာမှုတွေရုံတော့ကန်စားနေကြရပါတယ်။လူလျားဘုံဟာဘယ်လောက်ထိအင်အားကြီးမှမလဲ။စံတမှုကရောအောင်မြင်ပါမလား။မအောင်မြင်ရင်ဘယ်လိုဖြစ်လာမလဲဆိုတာကိုသူတို့မသိကြပါဘူး။ Oppenheimer ကိုယ်တိုင်လည်းစိတ်လှရှာနေပြီးစံတမှုအောင်မြင်ဖို့မျှော်လင့်နေပါတယ်။မနက်9:29မိနစ်45စက္ကန့်မှာနျူကလ িয়ার ဘုံဟာဖောက်ခွဲအားပြင်းထန်စွာနဲ့ပောက်ကွဲသွားခဲ့ပါတယ်။ လွင်မြင်တစ်ခုလုံးဟာမီတောက်တွေနဲ့ပြည့်နှက်သွားပြီးအလင်းရောင်တန်းကြီးဟာမျက်စိမမြင်နိုင်လောက်အောင်လင်းနဲ့တောက်ပါခဲ့ပါတယ်။ယူကိုလုံးကြီးဟာမူကောင်းကင်ကိုထိုးတက်သွားပြီးပိုးပွင့်ကြီးတံတန်းဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ပောက်ကွဲတံဟာမိုင်ပေါင်းများစွာထိကြားရပြီးမြေပြင်တစ်ခုလုံးတုန်ခါသွားခဲ့ပါတယ်။ Trinity စံသားမှုဟာအောင်မြင်ခဲ့ပါတယ်။နိုကလီယာပေါင်းဟာမျောလင်းတက်လာတဲ့အစာပေါင်းများစွာအင်အားကြီးမှအကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ ဘုံရပောက်ခွဲဟာ TNT ရန်20ကီလိုတန်နဲ့ညီမျှပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်အတွင်းမှာအသုံးပြုခဲ့တဲ့အကြီးဆုံးဘုံတွေထက်အစာပေါင်းများစွာပိုပြီးအင်အားကြီးမားပါတယ်။စံတမှုကိုကြည့်ရှုခဲ့တဲ့သိပ္ပံပညာရှင်တွေဟာအားအသင့်မြင့်တက်သွားကြပါတယ်။ Oppenheimer ကတော့ Hindu ကျမ်းစာ၊ဘဂဝါဂီတာတွေကစကားလုံးတွေကိုပြန်ပြောခဲ့ပါတယ်။အခုမှဟာကမ္ဘာတွေကိုဖျက်ဆီးနိုင်တဲ့သင်မင်းနှပြဖြစ်လာပြီ။ဒါသူရဲ့စိတ်ထဲမှာနျူကလ িয়ার ပုံးရဲ့အကျိုးဆက်ပေါ်ဘယ်လောက်ထိစိုးရိမ်ပူပန်နေလဲဆိုတာကိုထင်ရစေပါတယ်။ Trinity စမ်းသပ်မှုအောင်မြင်ပြီးတဲ့နောက်မှာနျူကလ িয়ার ပုံဟာလက်တွေ့အသုံးချနိုင်တဲ့လက်နက်တစ်ခုဖြစ်လာခဲ့ပါပြီ။ American ဆိုရာဂျပန်နိုင်ငံကိုအများဆုံးအနိုင်ယူနိုင်ဖို့အတွက်နျူကလ িয়ার ပုံကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာတမိုင်းမှာအငြင်းပွားဖွယ်အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။1945ခုနှစ်အောက်တိုဘာ6ရက်နေ့မှာအမေရိကန်လေတပ်ရဲ့ B29 ပုံကျဲလေယာဉ် Enola Gay ဟာ ဂျပန်နိုင်ငံရဲ့ဟီရိုရှိမားမြို့ပေါ်ကိုပျံသန်းသွားခဲ့ပါတယ်။မနက်၈နာရီ၅မိနစ်မှာလေယာဉ်ဟာလက်တဲပွိုင်းလို့ခေါ်တဲ့ယူရေနီယံဘုံကိုမြို့လယ်ကောင်ကိုချေချခဲ့ပါတယ်။ဘုံဟာမြေပြင်အထက်မီတာ600မြင့်မှာပေါက်ကွဲသွားခဲ့ပါတယ်။ဘုံပေါက်ခွဲတဲ့အခါမှာပူချိန်ဟာဒီဂရီစင်တီဂရိတ်တန်ပေါင်းများစွာထိမြင့်တက်သွားပြီးမီလုံးကြီးဟာနေမင်းကြီးလိုတောက်ပါခဲ့ပါတယ်။ပေါက်ခွဲအားကြောင့်ဖြစ်ပေါ်လာတဲ့လေပြင်းအားလိုက်ရာတစ်စက္ကန့်အတွင်းမှာမိုင်ပေါင်းများစွာထိပြန့်နှံ့သွားပြီးအဆောက်အအုံတွေကိုအမုံမွားဖြစ်အောင်ဖျက်ဆီးပစ်ခဲ့ပါတယ်။မိတောက်တွေဟာနေရာနှံ့များမှာစတင်လောင်ကျွမ်းပြီး မိမုံတိုင်းကြီးဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဟီရိုရှိမာမြို့ဟာနိုင်ပိုင်းအတွင်းမှာပြပုံဘဝရောက်သွားခဲ့ပါတယ်။လူပေါင်း7000လောက်ဟာဘုံပေါက်ကွဲတဲ့နေရာမှာတင်ချက်ချင်းတည်ဆုံခဲ့ကြပါတယ်။နောက်ပိုင်းရက်တွေလတွေအတွင်းမှာတရောင်ကြီးတင်မှုကြောင့်နောက်ထပ်လူပေါင်းထောင်နဲ့ကြီးတည်ဆုံခဲ့ပါတယ်။စုစုပေါင်းတည်ဆုံသူဦးရေဟာ3400ကျော်အထိရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။တောင်ရကြာအောက်ကလ9ရက်နေ့မှာအမေရိကန်လေတပ်ဟာဒုတိယမြောက်နျူကလ িয়ার ပုံကိုဂျပန်နိုင်ငံရဲ့နာဂါဆာကီမြို့ကိုခြေချခဲ့ပါတယ် ဒီတစ်ချိန်ကျဲကျတဲ့ပုံကိုဖတ်မန်းလို့ခေါ်ပြီးပလူတိုနီယံပုံမျိုးစားဖြစ်ပါတယ်။နဂါဆာကီပုံဟာဟီရိုရှိမာပုံထက်ပိုပြီးအင်အားကြီးမှပဲ။မျိုးရပြတဝီဝင်နေထားကြောင်းဖြည့်စည်းဆုံးရှုံးမှုကဟီရိုရှိမာလောက်မဆိုးရခဲ့ပါဘူး။နဂါဆာကီမြို့မှာလူပေါင်း9000ကျော်လောက်သေဆုံးခဲ့ပါတယ်။ဟီရိုရှိမာနဲ့နဂါဆာကီမြို့တွေမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေဟာနျူကလ িয়ার လက်နက်ရဲ့ကြောင်းမပွဲကောင်းတဲ့အင်အားကိုကဘာကိုပြသလိုက်တာပါပဲ။ဒါဟာလူသားတွေနျူကလ িয়ার ဘုံကိုစတင်အသုံးပြုခဲ့တဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး နျူကလ িয়ার လက်နက်ပြိုင်ဆိုင်မှုခေတ်ကိုစတင်စေခဲ့ပါတယ်။ဂျပန်နိုင်ငံဟာအော်ဂူလာ15ရက်နေ့မှာမဟာမိတ်တပ်တွေကိုလက်နက်ချခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့နျူကလ িয়ার ဘုံသုံးပြမှုနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေဟာဒီနေ့ထိရှိနေသေးပါ။အမေရိကန်အစိုးရကတော့ဘုံသုံးပြမှုဟာစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်စေဖို့နဲ့ အမေရိကန်စစ်သားတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ်လို့ပြောဆိုပါတယ်။သမိုင်းပညာရှင်နဲ့ဝေဖန်သူအများပြားကတော့ဂျပန်နိုင်ငံဟာနျူကလ িয়ার ဗုံးမကျဲခင်ကတည်းကလက်နက်ချဖို့အစဉ်သင့်ဖြစ်နေပြီးဗုံးတုံးပြမှုဟာစည်ရဲရမလို့အပ်ဘူးလို့ထောက်ပြကြပါတယ်။သူတို့ကဗုံးတုံးပြမှုဟာလူသားမျိုးနယ်ပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝမှုတစ်ခုလို့လည်းရှုမြင်ကြပါတယ်။အိုပင်ဟိုင်းမားကိုတိုင်းကလည်းဟီရိုရှိမားနဲ့နဂါဆာကီပုံကျဲမှုတွေပေါ်စိတ်မသက်မသာဖြစ်ခဲ့ပါတယ် ဘုံနေကျဲပြီးတဲ့နောက်ပိုင်းမှာသမရထရူမန်နဲ့တွေ့ဆုံစင်မှာကျွန်တော်တို့လက်ထဲမှာသွေးတွေပေးချန်နေပါတယ်လို့ပြောကြခဲ့တယ်လို့ဆိုပါတယ်။နောက်နှစ်တွေမှာအိုပင်ဟိုင်းမားဟာနျူကလ িয়ার လက်နက်တွေကိုတတ်မှတ်အသုံးပြုခြင်းကိုစတင်ခဲ့ပြီးနိုင်ငံတကာနျူကလ িয়ার လက်နက်ထိန်းချုပ်ရေးအတွက်တတ်တတ်ကြွကြွလှုပ်ရှားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီမဲ့ကမ္ဘာကြီးဟာငြင်းချမ်းရေးကိုမရရှိခဲ့ပါဘူး။အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့ဟာမဟာမိတ်နိုင်ငံတွေဖြစ်ကနေ ဂျန်သူနိုင်ငံတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးနှစ်နိုင်ငံကြားမှာစေအေးတိုက်ပွဲလို့ခေါ်တဲ့အပြိုင်မှုကြီးစတင်ခဲ့ပါတယ်ဒီအပြိုင်မှုရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့နျူကလ িয়ার လက်နက်ပြန်ဆိုင်မှုပါပဲ အမေရိကန်ကနျူကလ িয়ার ဘုံကိုပိုင်ဆိုင်ထားတာကိုဆိုဗီယက်ယူနီယံကမခံရှင်းခဲ့ပါဘူး။ဆိုဗီယက်ကောင်ဆောင်ဂျိုးဆက်စတာလင်ကနျူကလ িয়ার ဘုံဟာတရားကြီးနိုင်ငံတိုင်းနိုင်ငံဖြစ်ဖို့အတွက်အဓိကအချက်ပဲလို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်သူလည်းနျူကလ িয়ার ဘုံကိုတည်ထွင်ဖို့အမိန့်ပေးခဲ့ပါတယ်။ဆိုဗီယက်သိပ္ပံပညာရှင်တွေဟာအမေရိကန်တွေထက်အနည်းငယ်နောက်ကျပေမယ့်ချိန်တိုအတွင်းမှာပဲနျူကလ িয়ার ဘုံကိုတည်ထွင်နိုင်ခဲ့ပါတယ်။1949ခုနှစ်မှာဆိုဗီယက်ယူနီယံပထမဆုံးနျူကလ িয়ার ဆန်တက်မှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ဒါဟာနျူကလ িয়ার လက်နက်ဖြန့်ဆိုင်မှုရဲ့အစပါပဲ။ နိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်တွေကိုအရေးတွက်ရောအရေးသွေးပါပုံမတိုးတက်အောင်စူးစမ်းခဲ့ကြပါတယ်။နျူကလ িয়ার ဘုံပျိုးစားသစ်တွေပုံပြီးအင်အားကြီးမာတဲ့ဟိုက်ဒရိုဂျင်ဘုံတွေဒုံးပြန်တွေရေငုပ်သင်္ဘောတွေနဲ့နျူကလ িয়ার လက်နက်တွေကိုဖျက်လွတ်နိုင်တဲ့လေယာဉ်တွေကိုတီထွင်ခဲ့ကြပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအရေးတွက်ဟာတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ဖီတိန်၊ပြင်သစ်၊တရုတ်တို့လည်းနျူကလ িয়ার လက်နက်တွေကိုတီထွင်နိုင်ခဲ့ပြီးနျူကလ িয়ার ကလပ်တွေကိုပေါင်းလာခဲ့ပါတယ်။ စစ်အေးခင်မှာကဘာကြီးဟာနျူကလ িয়ার စစ်ပွဲကြီးဖြစ်ပွားမဲ့အနေနဲ့အမြဲတမ်းရင်ဆိုင်နေခဲ့ရပါတယ်။အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့ဟာဝါဒခွဲပြားခြားနားမှုတွေကြောင့်သာမကကမ္ဘာ့ဥစ္စာလွှမ်းမိုးမှုအတွက်လည်းအပြိုင်ဆိုင်စူးစမ်းခဲ့ကြပါတယ်။ကိုရီးယားစစ်ပွဲ၊ဗီယက်နမ်စစ်ပွဲနဲ့အာဖဂန်နစ္စတန်စစ်ပွဲတို့လိုမျိုးဒေသတွင်းပြည်ပခါတွေဟာစစ်အေးခေတ်ရဲ့အသွေးထက်တန်ရုံမှုတွေပါပဲ။ကျူဘာတုံးပြန်ရေးခင်ဟာနျူကလ িয়ার စစ်ပွဲနဲ့အနီးစပ်ဆုံးအခြေအနေကိုရောက်ခဲ့တဲ့ဖြစ်ပျက်တစ်ခုပါ။1962ခုနှစ်မှာဆိုဗီယက်ယူနီယံဟာ ကျူဘားနိုင်ငံမှာဒုံးပျံတွေတက်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။အမေရိကန်သမ္မတဂျွန် F ကနေဒီကကျူဘားကိုပင်လယ်ပိတ်ဆို့အရေးယူဖို့အမိန့်ပေးခဲ့ပြီးကမ္ဘာကြီးဟာတတိယကမ္ဘာစစ်ကြီးနဲ့နျူကလ িয়ার စစ်ပွဲကြီးဖြစ်ပွားမယ်အနေနဲ့ရှင်းဆိုင်ခဲ့ရပါတယ်။ကံကောင်းထောက်မှစွာပဲနှစ်ဖက်ကောင်းဆောင်တွေရဲ့တန်တမာရေးကြိုးပမ်းမှုတွေကြောင့်အရေးခင်ကိုပြေလည်အောင်ဖြစ်ရှင်းနိုင်ခဲ့ပြီးနျူကလ িয়ার စစ်ပွဲကြီးကိုရှောင်ရှားနိုင်ခဲ့ပါတယ်။စစ်အေးခင်နျူကလ িয়ার ပြန်ဆိုင်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုကတော့အပြန်အလှန်အာမခံဖြစ်စီခြင်း MAD လို့ခေါ်တဲ့ဘဝဒါတစ်ခုပေါ်ပေါက်လာတာပါပဲ။ ဒီမူဝါဒအရနျူကလ িয়ার နဲ့ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုဟာတစ်ဖက်ကိုတစ်ဖက်နျူကလ িয়ার နဲ့တိုက်ခိုက်မယ်ဆိုရင်တစ်ဖက်စလုံးအကြီးကျယ်ပျက်စီးဆုံးရှုံးကြမှာသိကြပါတယ်။ဒါကြောင့်နျူကလ িয়ার စစ်ပွဲဟာဘယ်သူတည်းမှအကျိုးမရှိဘူးဆိုတာကိုတစ်ဖက်စလုံးကသဘောပေါက်လာကြပါတယ်။ MAD မူဝါဒဟာစစ်အကြီးအတွင်းမှာနျူကလ িয়ার စစ်ပွဲချင်းဖြစ်ပေါ်အောင်ထိန်းသိမ်းပေးနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ MAD မူဝါဒဟာကျောင်းမဖွယ်ကောင်းတဲ့အခြေအနေတစ်ခုပေါ်မှာအခြေခံထားတာဖြစ်ပြီးကဘာကြီးကိုအများနဲ့ချင်းချောင်းနေတဲ့အရေးဆိုးတစ်ခုလည်းဖြစ်ပါတယ်။ စစ်အေးခေပြီးဆုံးသွားပြီမဲ့နျူကလ িয়ার လက်နက်အန္တရာယ်ကရောင်းနေတော့တာမဟုတ်ပါဘူး။နျူကလ িয়ার လက်နက်ပြန့်နှံ့မှုဟာစိုးရင်စရာအကောင်းဆုံးပြဿနာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။အခုချိန်မှာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံပေါင်း၉နိုင်ငံလောက်ရှိပါတယ်။အဲ့ဒီနိုင်ငံတွေကတော့အမေရိကန်၊ရုရှား၊တရုတ်၊ဗြိတိန်၊ပြင်သစ်၊အိန္ဒိယ၊ပါကစ္စတန်၊မြောက်ကိုရီးယားနဲ့အစ္စရေးတို့ဖြစ်ပါတယ်။ဒီဝင်မဟုတ်ပေမဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တယ်လို့တန်တရားရှိတဲ့နိုင်ငံတွေလည်းရှိပါသေးတယ်။အီရန်လိုမျိုးနိုင်ငံတွေကလည်းနျူကလ িয়ার လက်နက်ရရှိဖို့ကြိုးပမ်းနေတယ်ဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါသေးတယ်။ ူကလ িয়ার လက်နက်ပြန့်နှံ့မှုဟာအကြောင်းရင်းမျိုးမျိုးကြောင့်ဖြစ်ပေါ်လာနိုင်ပါတယ်။နိုင်ငံတကာမတည်ငြိမ်မှုတွေ၊ဒေသတွင်းပဋိပက္ခတွေ၊မျိုးသားလုံခြုံရေးစိုးရိမ်ပူပန်မှုတွေနဲ့ဂုံတိုက်ခါတိစောက်လိုတဲ့ဆန္ဒတွေကြောင်းနိုင်ငံတွေဟာနူကလ িয়ার လက်နက်ကိုရယူဖို့ကြိုးစားလာကြပါတယ်။တို့တဲ့ဖြစ်မတည်ငြိမ်တဲ့ဒေသတွေမှာနျူကလ িয়ার လက်နက်တွေရောက်ရှိသွားမယ်ဆိုရင်အမှားယွင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်အကြမ်းဖက်သမားတွေရဲ့လက်ထဲကိုရောက်သွားတာပဲဖြစ်ဖြစ်နျူကလ িয়ার စစ်ပွဲဖြစ်ပွားနိုင်ကြတာပိုပြီးမြင့်မားလာမှာဖြစ်ပါတယ် ကိုရီးယားကျွန်းဆွေဟာနျူကလ িয়ার လက်နက်ပြန့်နှံ့မှုရဲ့အဓိကချင်းချောင်းမှုတစ်ခုကိုရင်ဆိုင်နေရတဲ့ဒေသတစ်ခုပါမြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်တွေကိုတည်တွင်ပြီးစမ်းသပ်မှုတွေအကြမ်းကြီးပြုလုပ်ခဲ့ပါတယ်မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ဟာဒေသတွင်းမတည်ငြိမ်မှုကိုပုံမဆိုးရစေပြီးနျူကလ িয়ার စစ်ပွဲဖြစ်ပွားနိုင်ခြင်းကိုမြှင့်တက်စေပါတယ် အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာလည်းနိုင်ငံတကာအတိုင်းအဝိုင်းရဲ့စိုးရိမ်မှုကိုခံနေရပါတယ်။အီရန်စိုးရကသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ဟာငြိမ်းချမ်းရေးအတွက်သာရည်ရွယ်တယ်လို့ပြောဆိုပေမဲ့နောက်နိုင်ငံတွေနဲ့အစ္စရေးနိုင်ငံကတော့အီရန်ဟာနျူကလ িয়ার ဘုံတည်ထွင်ဖို့စ조사နေတယ်လို့သံသယရှိနေကြပါတယ်။အကယ်လို့အီရန်ကနျူကလ িয়ার လက်နက်ကိုရရှိသွားမယ်ဆိုရင်အရှိလေပိုင်းဒေသဟာပိုပြီးမတည်ငြိမ်ဖြစ်လာပြီးနျူကလ িয়ার လက်နက်ပြိုင်ဆိုင်မှုတွေပိုပေါက်လာနိုင်ပါတယ်။ဒါအပြင်အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုအားလည်းစိုးရိမ်စရာတစ်ခုဖြစ်လာပါဗျ။ တနိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်တွေကိုစမ်းသပ်ပြီးအပြန်အလှန်ချင်းချောက်မှုတွေလည်းရှိနေပါတယ်။အကယ်လို့အိန္ဒိယနဲ့ပါကစ္စတန်တို့ကြောင့်မားစပွဲဖြစ်ပွားခဲ့မယ်ဆိုရင်နျူကလ িয়ার လက်နက်အသုံးပြုနိုင်ခြင်းဟာအလွန်မြင့်မားပါတယ်။နျူကလ িয়ার လက်နက်ပြန့်နှံ့မှုဟာကမ္ဘာကြီးအတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်။နျူကလ িয়ার လက်နက်အရေးအတွက်များပြားလာလေလေနျူကလ িয়ার စစ်ပွဲဖြစ်ပွားနိုင်ခြင်းတွေပိုများလေလေပါပဲ။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့နျူကလ িয়ার လက်နက်ပြန့်နှံ့မှုကိုတားဆီးဖို့နဲ့နျူကလ িয়ার လက်နက်လျှော့ချရေးကိုအလေးထားဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ ဤပညာတိုးတက်လာတာနဲ့အများနျူကလ িয়ার လက်နက်တွေဟာပုံပြီးသိမ်းငယ်လာပြီးပုံပြီးတိကျလာပါတယ်။အရင်တော့ကနျူကလ িয়ার ပုံးတွေဟာမျိုးကြီးတွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်ခဲ့တာပါ။အခုခေတ်နျူကလ িয়ার လက်နက်တွေကတော့စီရေးပြတ်မှတ်တွေကိုတိတိကျကျတိုက်ခိုက်နိုင်စွမ်းရှိလာပါတယ်။ဤပြူဟာမြောက်နျူကလ িয়ার လက်နက်တွေလို့ခေါ်တဲ့သိမ်းငယ်တဲ့နျူကလ িয়ার လက်နက်တွေဟာစစ်မြေပြင်မှာအသုံးပြုဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒီပြူဟာမြောင်နျူကလ িয়ার လက်နက်တွေပေါပေါလာခြင်းဟာနျူကလ িয়ার စစ်ပွဲရဲ့သဘောတဘာဝကိုပြောင်းလဲသွားစေနိုင်ပါတယ်။အရင်တော့ကနျူကလ িয়ার စစ်ပွဲဟာနိုင်ငံတွေအားလုံးကိုဖျက်ဆီးနိုင်တဲ့ ဆုံးဆုံးလက်နက်ဖြင့်ရှုမြင်ခဲ့ကြပါတယ်။ဒါပေမဲ့နီးပြူဟာမြောက်နျူကလ িয়ার လက်နက်တွေကြောင့်နျူကလ িয়ার စစ်ပွဲဟာစစ်မြေပြင်မှာအုံပြူနိုင်တဲ့လက်နက်တစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒါဟာနျူကလ িয়ার စစ်ပွဲဖြစ်ပွားနိုင်ခြေကိုပိုပြီးမြင့်တက်စေပါတယ်။စစ်ကောင်းဆောင်တွေဟာနီးပြူဟာမြောက်နျူကလ িয়ার လက်နက်တွေကိုစစ်မြေပြင်မှာအုံပြူကိုတွဲဆောင်ခံရနိုင်ပါတယ်။အကယ်လို့နီးပြူဟာမြောက်နျူကလ িয়ার လက်နက်တွေကိုစတင်အုံပြူခဲ့မယ်ဆိုရင်စစ်ပွဲဟာမထင်းကျုံနိုင်တော့ပဲမကြခင်မှာပဲနီးပြူဟာမြောက်ကနေနီးပြူဟာမြောက်မဟုတ်တဲ့နျူကလ িয়ার လက်နက်တွေအထိတိုးချဲ့သွားနိုင်ပါတယ်။နောက်ဆုံးမှာတော့ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার စစ်ပွဲအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒါအပြင် artificial intelligence AI နည်းပညာရဲ့တိုးတက်မှုကလည်းနျူကလ িয়ার စစ်ပွဲအနေရဲ့ကိုပိုပြီးမြင့်တက်စေနိုင်ပါတယ်။ AI နည်းပညာကိုနျူကလ িয়ার လက်နက်စနစ်တွေမှာအသုံးပြုလာမယ်ဆိုရင်လူသားတွေရဲ့ထင်ကျုံမှုရောနယ်သွားပြီးစစ်တွေရဲ့ဆုံးဖြတ်ချက်တွေပေါ်ပိုပြီးမြင့်ကိုအထားလာရနိုင်ပါတယ်။စတေးဟာအမှားယွင်းတွေလုံနိုင်တယ်လို့အကာရရဲ့တိုက်ခိုက်မှုကိုလည်းခံရနိုင်ပါတယ်။အကယ်လို့ AI စနစ်တွေမှာချိုးရင်းရက်တွေဖြစ်ပေါ်ခဲ့မယ်ဆိုရင်မတော်တဆနျူကလ িয়ার စစ်ပွဲဖြစ်ပွားနိုင်ခြင်းဟာအလွန်မြင့်မားပါတယ်။ နျူကလ িয়ার စစ်ပွဲတပွဲဖြစ်ပွားခဲ့မယ်ဆိုရင်ကဘာကြီးဘလို့အဆုံးသတ်သွားမလဲဒါဟာကျွန်တော်တို့မတွေ့ရတဲ့ကြောက်မပွဲမေးခွန်းတစ်ခုပါသိပ္ပံပညာရှင်တွေရဲ့သုတေသနတွေအရနျူကလ িয়ার စစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဟာအင်မတန်ဆိုးရွားပါတယ်ပထမဆုံးအနေနဲ့နျူကလ িয়ার ဘုံးတွေပေါက်ကွဲတဲ့နေရာတွေမှာလူပေါင်းတန်းနဲ့ကြီးတည်ဆုံကြရမှာပါဒါဟာဟီရိုရှိမားနဲ့နဂါဆာကီမြို့တွေမှာဖြစ်ခဲ့တာတဲ့အစာပေါင်းများစွာပိုဆိုးတဲ့အခြေအနေမျိုးပါလူကြီးတွေဟာပြပုံဘဝရောက်သွားမှဖြစ်ပြီးအခြေခံဆောက်အုံတွေစိတ်ယုံတွေလမ်းမဆက်တဲ့ရေတွေအားလုံးပျက်စီးသွားမှာပါ သားအပြင်နျူကလ িয়ার ပေါက်ကွဲမှုတွေကြောင့်မိတောက်တွေနဲ့မုန်တိုင်းတွေအကြီးကျယ်ဖြစ်ပေါ်လာမှာပါ။မိခိုးတွေနဲ့ဖုံမှုတွေဟာလေထုထဲကိုလင်းစင်သွားပြီးနေအောင်ကြီးကိုကာစီထားမှာပါ။ဒီအခြေအနေကိုနျူကလ িয়ার ဆောင်းရာသီလို့ခေါ်ပါတယ်။နျူကလ িয়ার ဆောင်းရာသီကြောင့်ကမ္ဘာကြီးဟာအေးခဲသွားမှာဖြစ်ပြီးလေယာဆိုင်ပျိုးရေးလုပ်ငန်းတွေပြစီသွားမှာပါ။ကောက်ပဲတိနံတွေမဖြစ်ထွန်းနိုင်တော့ပဲတပိနေနဲ့တရိတ်ဆန်တွေလည်းမျိုးတုံးပြောက်ကွဲကုန်ကြမှာပါ။စာနာရိတ်ကပြောင်းလဲမှုတွေနဲ့အတူလူပေါင်းတန်းနဲ့ကြီးထက်မှန်သေးဆုံးကြရမှာပါ။ငပိဟာကမ္ဘာအနှံပြားကိုပြန့်နှံ့သွားပြီးလူသားချင်းချင်းမှုကလည်းပြိုလဲသွားနိုင်ပါတယ်။ နျူကလ িয়ার တန်းရောင်ကြီးဟာလည်းလူသားတွေနဲ့တဘာဝပတ်ဝန်းကျင်အတွက်ကြီးမားတဲ့အနေတစ်ခုဖြစ်ပါတယ်။တန်းရောင်ကြီးတင်းမှုကြောင့်ကင်ဆာရောဂါတွေ၊မျိုးပိစာပြောင်းလဲမှုတွေနဲ့မိုးရွာပါကျိုးရင်းမှုတွေဖြစ်ပွားနိုင်ပါတယ်။တန်းရောင်ကြီးဟာမျက်စိလွှာနဲ့ရေထဲမှာနှစ်ပေါင်းများစွာကျန်ရှိနေမှာဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ကိုရှည်ရှည်အထိထိခိုက်ပျက်စီးစေမှာပါ။ နောက်ပြီးနျူကလ িয়ার စစ်ပွဲဟာကမ္ဘာ့ရာသီဥတုကိုလည်းပြောင်းလဲသွားစေနိုင်ပါတယ်။နျူကလ িয়ার ပေါက်ကွဲမှုတွေကြောင့်လေထုတဲကိုကာဗွန်မုန်တွေအများအပြားရောက်ရှိသွားပြီးအိုဇုန်လောင်ကိုပျက်စီးစေနိုင်ပါတယ်။ဒါဟာကမ္ဘာကြီးကိုပိုပြီးပုံနွေးလာစေနိုင်တယ်လို့မိုးကောင်ကြီးရှာပါမှုနဲ့တဘာဝဘေးအန္တရာယ်တွေကိုလည်းပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။ရာသီဥတုဖောက်ပြန်မှုဟာကမ္ဘာစီးပွားရေးနဲ့လူမှုရေးကိုပိုပြီးမတည်ငြိမ်ဖြစ်စေပြီးဒီပကတွေနဲ့စစ်ပွဲတွေပေါ်ပေါက်လာနိုင်ပါတယ်။ နျူကလ িয়ার စစ်ပွဲရဲ့အကျိုးဆက်တွေဟာဒီလောက်နဲ့တင်ရပ်တန့်တော့မှာမဟုတ်ပါဘူး။ကမ္ဘာကြီးဟာစီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအပိုင်းတွေမှာလည်းအကြီးအကျယ်ပျက်စီးသွားမှာပါ။ကမ္ဘာကုန်သွယ်ရေးစနစ်ပျက်စီးသွားမယ်။နိုင်ငံတွေကြားဆက်ဆံရေးတွေပြတ်တောက်သွားမယ်။လူမှုဖွဲ့စည်းတွေပြိုကွဲသွားမယ်။လူသားမျိုးနွယ်အားနှစ်ပေါင်းများစွာနောက်ပြန်ဆုတ်သွားပြီးခင်မရင်ကျင်းမှုဟာပြိုလဲသွားနိုင်ပါတယ်။နျူကလ িয়ার စစ်ပွဲဟာလူသားမျိုးနွယ်ရဲ့အဆုံးသတ်ဖြစ်နိုင်ပါတယ်။ဒါဟာကျွန်တော်တို့မျက်ကွယ်မပြုတင်တဲ့အိမ်မဆိုးတစ်ခုဖြစ်ပါတယ်။ နျူကလ িয়ার လက်နက်ဟာလူသားတွေရဲ့ဖန်တီးမှုပါ။ဒါပေမဲ့လူသားတွေဟာဒီလက်နက်တွေကိုဖျက်ဆီးပဲငြင်းချင်းစွာအတူရှင်တွဲနေတိုင်းနိုင်ဆုံးလည်းရှိပါတယ်။ကျွန်တော်တို့မှာရည်ချယ်ခွင့်ရှိပါတယ်။ကျွန်တော်တို့ဟာနျူကလ িয়ার လက်နက်တွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီးထဲမှာကြောက်ရွံ့တုန်လှုပ်စွာနေတိုင်းသွားမလား။ဒါမှမဟုတ်နျူကလ িয়ার လက်နက်ကင်းမဲ့တဲ့ကမ္ဘာကြီးကိုတည်ဆောက်ဖို့ကြိုးစားမလား။ ျွန်တော်တို့ဟာနျူကလ িয়ার လက်နက်ကင်းမဲ့တဲ့ကဘာကြီးကိုတိစောက်နိုင်ပါတယ်။ကျွန်တော်တို့ရဲ့သားသမီးတွေနဲ့မြင်းမြစ်တွေအတွက်ပုံမလုံးကြုံပြီးငင်းချမ်းတဲ့ကဘာကြီးကိုချနာပေးနိုင်ပါတယ်။အဲဒီလိုကဘာကြီးကိုတိစောက်ဖို့အတွက်ကျွန်တော်တို့အားလုံးအတူတူကစောင့်ရွက်သွားကြရမှာပါ။နားဆင်ပေးကြတဲ့ပရိသတ်ပေါင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အားလုံးငင်းချမ်းတဲ့ကဘာကြီးတွေမှာအတူတူခေါနေထိုင်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။